န်နဲ့ချီတဲ့ Bitcoin တွေကိုလက်ဝယ်ကင်ထားတဲ့ထိပ်တန်းကုမ္ပဏီ၁၀ခု Bat2 Number 5 Metaplan နဲ့ဒီကုမ္ပဏီကဂျပန်ရဲ့ strategy လို့လည်းပြောလို့ရပါတယ်။ Metaplan က4525 BTC ပိုင်ဆိုင်ထားပြီး Bitcoin Hotel ဆိုတဲ့ hotel ကပိုင်ဆိုင်ထားတဲ့ဂျပန်ရဲ့ပထမဆုံး public Bitcoin treasury ကုမ္ပဏီဖြစ်ပါတယ်။ Number 6 Block ကုမ္ပဏီ Twitter ကိုတည်ထောင်ခဲ့သူ Jack Dorsey သည်2020ခုနှစ်တွင်သူ့ရဲ့ ငွေကြေးဆိုင်ရာကုမ္ပဏီ Block Square မှာဒေါ်လာ90တန်တန်မှုရှိရဲ Bitcoin ကိုဝယ်ယူခဲ့ပါတယ်။ဒီနေ့ချိန်မှာတော့ Block ကုမ္ပဏီသည် Bitcoin 8485 BTC ဒေါ်လာ920တန်ကိုပိုင်ဆိုင်ထားပြီးကမ္ဘာထိပ်တန်း Bitcoin အဖွဲ့အစည်းတစ်ခုအဖြစ်ရည်တည်နေပါပြီ။ Jack Dorsey က Bitcoin White Paper ကိုကြပြားဟုတင်စားခဲ့ပြီး Bitcoin Hardware Wallet Digital ငွေကြေးအိတ်နဲ့ Mining Chip ကိုတီထွင်ခဲ့ပါတယ်။ဒါ့အပြင် Cash Application မှာ Bitcoin အလူလျောက်ဝယ်ယူမှုစနစ်ကိုမိတ်ဆက်ခဲ့ပြီးသုံးစွဲသူများအား အပတ်စဉ် Bitcoin ဝယ်ယူနိုင်စေရန်စီစဉ်ပေးထားပါတယ်။အဆုံးသတ်အနေနဲ့ပြောရရင် Block Company က Bitcoin ကိုအနာဂတ်အတွက်အလားအလာမြင်ပြီးအခြားကုမ္ပဏီအားသုံးစွဲရန်စီယုံလျက်ရှိပါတယ်။နံပါတ်9 Clean Spark Company ဒီနေ့ပြန်တက်ကုမ္ပဏီလေးဟာ Bitcoin ပေါင်း1869 BTC ဒေါ်လာ1 billion ကျော်ပိုင်ဆိုင်ကအကျိုးမြတ်အများဆုံး mining ကုမ္ပဏီတစ်ခုဖြစ်ရပ်တည်နေပါပြီ။ BTC တွေတက်လာတာကြောင့်ပဲ2024 April မှာ Gorgia Shi Facility အသစ်ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါတယ်။မေလမှာ410 န် BDC mining ထပ်လုပ်ကနောက်ပိုင်းလပိုင်းအတွင်းရလက်အကောင့်ကွန်ပျူတာတစ်ခု ဖြစ်လာခဲ့ပါတယ်။